ငလင်ကြောင့်ဗလီတွေပြိုကျပျက်စီးခဲ့တဲ့အတွက်အစ္စလမ်ဘာသာဝင်တွေအနေနဲ့ဝတ်ပြုဖို့အခက်အခဲဖြစ်နေသလိုပြိုကျသွားတဲ့ဗလီတွေပြန်လည်တိစောက်ခွင့်အမြန်ဆုံးရရှိဖို့မျှော်လင့်နေကြပါတယ်။တိရီသတင်းပေးပို့ထားပါတယ်ရှင်။မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗိုလ်ပြုလှုပ်ရှားခဲ့တဲ့အင်အား9.9ရစ်တာစကေးရှိတဲ့အင်အားပြင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံနှံထိခိုက်ဒေဆုံးမှုများခဲ့ပြီးအိုးအိမ်တွေနဲ့ဘာသာရေးအဆောက်အအုံအများပြားလဲပြိုကျပျက်စီးခဲ့ပါတယ်။ ငလျင်လောက်ခတ်ခဲ့တဲ့နေ့ဟာအစ္စလမ်ဘာသာရမ်ဇန်ဥပုပ်လရဲ့နောက်ဆုံးတောက်ကြနေ့ဖြစ်ပြီးဝွင့်ပြူနေတဲ့အချိန်မှာငလျင်လောက်ခတ်ခဲ့တဲ့အတွက်ဗလီရေပြိုကျပျက်စီးမှုကြောင့်ဝွင့်ပြူနေတဲ့အစ္စလမ်ဘာသာဝင်အများအပြားလည်းတည်ဆုံခဲ့ပါတယ်။ငလျင်လောက်ခတ်မှုကြောင့်နိုင်ငံနဲ့ကဘာသာရေးအဆောက်အုံပေါင်း9600ကျော်ပြိုကျပျက်စီးခဲ့ပြီးအဲ့ဒီထဲမှာဗလီ135ခုလည်းပါဝင်ပါတယ်။ငလျင်လောက်ခတ်ပြီးတော့23ရက်ကြာမြင့်ခဲ့ပေမဲ့ပြိုကျသွားတဲ့ဗလီတွေမှာရှင်းလင်းရေးတွေလုံဆောင်လို့မပြီးသေးတဲ့အတွက် ဝတ်ပြုဖို့အခက်အခဲတွေလည်းကြုံနေရတယ်လို့အစ္စလမ်ဘာသာဝင်တွေကပြောကြပါဗျ။နောက်ဆက်တွဲငလီငယ်တွေဆက်လုံနေတဲ့အတွက်ပျက်စီးသွားတဲ့ဗလီတွေဟာလည်းပြိုကျနိုင်တဲ့အန္တရာယ်ရှိတဲ့အတွက်ပိတ်ထားရတယ်လို့ဆိုပါရယ်။ ယူကြသွားနိုင်တယ်တော့တချို့ပလီတွေကလုံးလုံးပိတ်ထားရပါလေ။ပလီတွေဆိုရင်သတ္တနိကတွေကိုဆိုရဘက်ကပြန်လဲစောင့်မိန်ခွင့်ပြုချက်ပေးတဲ့အနေအထားမျိုးကိုကျွန်တော်တို့ပေးစီခြင်းလေ။ပုံကြမ်းစည်းကိုဆိုရထုတ်ပါဆိုလို့တော့ထုတ်ပေးနိုင်တဲ့အနေအထားဆိုရမှလည်းမရှိဘူး။ကျွန်တော်တို့နီးနဲ့ကျွန်တော်တို့ပေါ့နော်ဒီအလူရှင်တွေရှိတယ်။ပြက်တဲ့အဆောက်အဦတွေသတ္တနိကအဆောက်အဦတွေကိုဆိုရဘက်ကတတ်နိုင်တဲ့ပေးသင့်ပေးထိုက်တဲ့ဒီလိုခွင့်ပြုချက်လေးတွေကိုတော့အလင်းမြန်ပေးစီခြင်းပါလေလို့။ဘာမှကျွန်တော်တို့ဝတ်ပြုလို့ရမယ်နေထိုင်လို့ရမယ်ပေါ့နော်။အဲ့ဒီပိုင်းလေးကိုတော့ကျွန်တော်ဖြစ်စေခြင်းပါလေ။ စေအောင်စုအဆက်ဆက်ကဗလီရီကိုတရားဝင်ဆောက်လုပ်ခွင့်မပြုခဲ့တာနှစ်ပေါင်း60ကျော်ပြီဖြစ်တဲ့အတွက်ငလျင်လောက်ခတ်တဲ့အခါမှာအစာအုပ်တွေခန်းနိုင်ရေးမရှိဘဲပြိုကျပျက်စီးခဲ့တာလို့အစ္စလမ်ဘာသာဝင်တွေကပြောကြပါဗျ။ဝတ်ပြုနေထိုင်ကြဖို့အခက်အခဲတွေကြုံနေကြရတဲ့အတွက်ပြိုကျသွားတဲ့ဗလီတွေပြန်လည်တည်ဆောက်နိုင်မှုအတွက်အစိုးရအနေနဲ့အမြန်ဆုံးခွင့်ပြုချက်ပေးဖို့ဘာသာရေးအတိုင်းဝန်ကတောင်းဆိုထားကြပါဗျ။ကျွန်တော်တို့ကမူလမုံသာမပြတ်ပဲဆိုတော့မဖြစ်နိုင်ဘူး။ဘာလို့တော့ကျွန်တော်တို့ဗလီတွေစောက်ခွင့်မရတာနှစ်ပေါင်း60ရှိပြီ။တရားဝင်စောက်ခွင့်မရဘူး။ အခုတိုးတက်လာတဲ့လူဦးရေနဲ့ဒီပလီနဲ့ကျွန်တော်မဆန့်ဘူးเนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကျွန်တော်တောင်းဆိုရမှာပေါ့เนาะဒါတောင်းဆိုပြီးညှိနှိုင်းရမယ်ကျွန်တော်တို့ဒီလူဦးရေအရှိရအမြေအရှိရင်အရှိတိုင်းကျွန်တော်တို့စောင့်နိုင်အောင်ကျွန်တော်တို့ဒါလုပ်ရမှာဖြစ်ပါတယ်เนาะအဲ့ဒါပါပဲအော်တော့မူလောက်တမန်တိုင်းဆိုတာတော့ကျွန်တော်တို့ဒီခင်နဲ့ကျွန်တော်တို့မဆန့်ပါဘူးခင်ဗျာငလင်တန်ကြောင့်မန္တလေးမြို့နယ်6မြို့နယ်မှာဗလီ58ခု အမရပူရမြို့နယ်မှာ18ခုကြောက်စဲခရိုင်မှာ22ခု တရက်ဦးခရိုင်မှာတစ်ခုမိထီလာခရိုင်မှာ18ခုရမဲတင်းခရိုင်မှာ18ခုအတိအသီးပျက်စီးခဲ့တယ်လို့အစ္စလမ်ဘာသာရေးဖွဲ့စည်းတွေရဲ့စာရင်းတွေကသိရပါဗျ။ဒီမှာသီရီပါအနေထားတွေပါနော်